မင်္ဂလာပါအခုတခါတင်ဆက်ပေးမှာကတော့ဆ iam မမမအင်းရရေးတာတဲ့အမွေးဆိုတဲ့ဝိတ္ထုတိုလေးပဲဖြစ်ပါတယ်နားဆင်ကြပါအောင်ရှင် ွန်စီရလန်တင်သည် တခုသောညနေ၌သူယုံရှိအထက်ရာရှိတို့ကပြီးသောပါတီတခုတွင် အမျိုးသမီးတယောက်ကိုတွေ့ဆုံမိကမြေတားသက်ဝင်ချစ်ခင်ဆွဲလန်းမိခဲ့လေသည် သူမသည်နှစ်အနေငယ်ကကွယ်လွန်ခဲ့သောမြို့နယ်အကောက်ဌာနအမှုတန်းတူဤသမီးငယ်ပင်ဖြစ်သည် ဖခင်ကွယ်လွန်ပြီးနောက်သူမသည်မိခင်နှင့်အတူပဲရစ်မြို့တော်သို့ပြောင်းရွှေ့လာခဲ့သည် သူတို့သားမိမှာဆင်းရဲတော်လေရုပ်ရည်တင့်တယ်လှပပြီး နူညံသိမ်မွေးသူများဖြစ်ကြလေသည်အမျိုးသမီးကလေးဤရုပ်ရည်မှာယောက်ျားပြူတို့အားသူတို့ဤဘဝကိုပင်ယုံယုံကြည်ကြည်အနှင်းခြင်းလောက်အောင်ဆွဲဆောင်နိုင်သောပါရမီနှင့်ပြည့်စုံလေသည်သူမ၏အလားသည် တူဘက်ကင်း၍သူမ၏နှာခမ်းများမှအစဉ်ပွင့်လန်းနေသောလှုပ်ဝဲနေနေသည့်အပြုံးသည်ပင် သူမ၏နှလုံးသားမှ ရောင်ပြန်ဟက်လာသည့်အလားထင်မှတ်ရပေတော့သည်လူတိုင်းလူတိုင်းကပင် သူမ၏အလှဘွဲကိုချီကျူးမိကြပြီသူမကိုမြင်ဘူးသူတိုင်းကဒီအမျိုးသမီးကိုရတဲ့ယောက်ျားကတော့တိတ်ပျော်မှာပဲပြုသူထက်သာတဲ့မိန်းမတော်မတွေးနိုင်တော့ပါဘူးဟုပျော်စမတ်ပြူကြရပေသည်မွန်စီရလန်တင်သည် အထက်တန်းစီရီတူဖြစ်ပြီးတနည်းလျင်ဝင်ငွေဖရန့်3500မြားရရှိသူဖြစ်သည် သူကသူမအားချီရေးဆိုကလက်ထပ်ခဲလေသည် သူသည်မယုံနိုင်လောက်အောင်ပင်ဝမ်းမြောက်ပျော်ရွှင်ခဲ့ရပါ၏ ူမသည်အိမ်မှုကိစ္စများကိုကျွမ်းကျင်နိုင်နေ၍တာယာချမ်းမြေသောအိမ်တော်ကြီးကို ဖန်တီးပေးခဲ့သည်။သူမသည်ခင်မောတဲ့ပေါ်များစွာဂယုဆိုင်၍အလိုလိုက်အကြိုက်ပေးကနေခဲ့သဖြင့်၆နှစ်တာကာလပတ်လုံးသူမအပေါ်စတဲ့တဘူတူ၍သာချစ်ခင်လာခဲ့ရလေသည်။သူမတွင် အပြစ်ဆိုစရာဟု၍သူမ၏ဝါသနာနှစ်ခုသာရှိလေသည်။ပွဲလန်းသဖင်များကိုခုံမင်ခြင်းနှင့် ရွှေငွေကြောက်တံပရများလက်ဝတ်လက်စားအတုများကိုတတ်မှတ်ခြင်းပင်ဖြစ်လေသည် သူမသည် အရာရှိပေါက်ဆာလေးများဤဇနီးများနှင့်တည်ကျွမ်းခင်မင်းနေရသူတို့ထံမှနာမည်ကြီးပြဆက်လက်မှတ်များကို မကြမကြရရှိလေသည်ထို့အခါမျိုးတွင်လည်းပထမဆုံးညအတွက်ဦးဦးဖြားဖြားရရှိတတ်သည်သာဖြစ်၏သူမသည်ဤပျော်ပွဲရှင်ပွဲများသို့သူမ၏ခင်မောတဲ့ကိုစိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေ အတင်းဆွဲခေါ်သွားလေးရှိသည်ထို့အခါရုံးတွင်တနေ့တာလုံးအလုံးလုံးခဲ့ရသူသူ့အဖို့ညာစွာပင်ပန်းနှွမ်းနေခြင်းဖြစ်ရလေသည်သူကြောင့်ပင်သူကသူမအားအခြားရင်းနှီးသူမိမဘော်များနှင့်သွားပြီးပြန်ဖို့ခိုင်းပါဟုတောင်းပန်ရလေသည်သို့သောဤအပြုမူမျိုးသည်ခင်မွန်းတဲ့ကိုမလေးစားရရောက်သည်ဟု ယူဆမိသူသူမကလက်မခံခဲ့ပြီး သို့သောနောက်ဆုံးတွင်ခင်မောတဲ့အလိုကြသဘောတူခဲ့ရတော့သည်ဤသို့ပွဲလန်းသပင်များကိုခုံမင်သူသူမအတွင်သူမကိုကိုမောမှန်ချဲလဲလိုသည့်စိတ်ကလေးကလည်းပုံမူကြီးမလာရတော့သည်မှန်ပါ၏သူမ၏အဝတ်အစားများမှာအလွန်ယိုးပြီးပွဲမဝင်တော့ပါဘူးဤယိုးလွန်းသောအဝတ်အစားများကပင် သူမ၏တိမ်မွေးသောအလားဆွေးဆောင်နိုင်သောအပြုံးတို့ကိုပို၍ပေါ်လွင်နေစေပါ၏ သို့သောသူမသည်စိန်ကဲသို့တောက်ပြောင်နေသောကြောက်တူများဖြင့်စီချဲထားသည့်နဂတ်ကို၎င်းပလဲတူဖြင့်ပြုလုပ်ထားသောဆွေချိုးကို၎င်းရွှေလက်ကောက်တူများကြောက်စစ်နှင့်တူအောင်သွေးထားသော ရောင်စုံစတိုးများကို၎င်းဝတ်စားစင်ရင်၍သွားတက်လေသည်ဤအပြုအမူများကိုမြင်ရသူခင်မောတဲ့ကမကြခဏပြောတတ်သည်မိမတယောက်ဟာယတနာအစစ်တွေကိုမဝင့်နိုင်ဘူးဆိုရင် သူ့ပင်ကိုလှကိုပိုးပြီးတော့တောင်ပေါ်လွင်စေသေးတယ်။ဒါမှတကယ်အဖို့အတန်ဆုံးယတနာပေါ့။သို့တော့သူမက ပြုံပြုံလေးပြန်ပြောတတ်သည်။ဒါတော့မတတ်နိုင်ဘူးရှင်ရေ။ကျမကကယတနာအတုတွေကိုနှစ်သက်နေတာပဲ။ရှင်ပြောတာလည်းမှန်ပါတယ်။ဒါပေမဲ့လူဆိုတာဘီဇကိုပြင်နိုင်ခဲသားကလား။ကျမလည်းယတနာအစစ်ကိုသာပိုင်ချင်တာပေါ့ရှင်။ထို့နောက်

သူတို့နှစ်ဦးသည်မိဖို့ဝေးတွင်အတူထိုင်နေကြစဉ်သူမသည် သူမ၏အဖိုးမတန်သည့်ယတနာတူများထဲထားသောတရေတစ်တာလေးကိုဇပွဲပေါ်တင်ထားတတ်လေသည် ထို့နောက်သူမ၏ယတနာတူများကိုစိတ်ပါလက်ပါကြည့်ရှုစစ်ဆေးနေတတ်ပြန်သည်ထို့အခါမျိုးတွင် သူမကို ကြည်ရသည်မှာလှုပ်ဝက်တိုးသိမ့်သောကြည်နူးနှစ်သိမ့်မှုမျိုးဖြင့်ရွှင်မြူးနေသည့်အလားထင်ရလေတော့သည်ထို့နောက် သူမသည်ဆွဲကြိုးတကုံးကိုယူကာသူမ၏ခင်မွန်းလေတွင် မရမကဆွဲပေးပြီးတိမ့်တိမ့်ခအောင် ရှီမောနေတတ်ပြန်သည်မဟုတ်ကြည်ရတာတိတ်ဟီစရာကောင်းတာပဲထို့နောက်သူ့လက်မောင်းချသို့တိုးဝင်ပြီးအာပါတရနန္တလေးသည်ဆောင်းညာတညာတွင်မူသူမသည်ကပွဲတစ်ခုသို့သွားရမှအပြန်အေးမီ၍ခိုက်ခိုက်တုံလာခဲ့သည်နောက်နေ့မနက်တွင်ချောင်းဆိုးလာကတပတ်ခန့်အကြာတွင်မူ အဆုတ်ရောင်ယောဂဖြင့်တည်ဆုံသွားရှာလေတော့သည်လန်တင်ခမားမှာသူမနှင့်အတူလိုက်၍ပင်တေတော်မတက်ပူဆွေးတော်ကရောက်ခဲ့ရရှာသည် သူဤပရိဒေဝတော်ကမိမှာအလွန်ကြီးမားရက တလအတွင်းမှာပင်သပင်များဖြူကုန်သည့်အထိဖြစ်ရာရှာသည် သူသည်နေရောညပါငိုကြွေးလျက်သူ့နှလုံးသားသည် မခံမရနိုင်လောက်အောင်ကွယ်အံ့နာကျင်ခဲ့ရသည်သူချစ်စနီးလေး၏အပြုံလေးများ အတန်လေးများချစ်စရာအပြုအမူကလေးများကို အချိန်တိုင်းပင်တတိယနေတော့သည် အချိန်သည် သူဤပူဆွေးတော့ကကိုလျော့ပါခြင်းဟာမကူစားနိုင်ခဲ့ပါပေမကြာခဏဆိုသလိုယုံကျိန်အတွင်၌ပင် သူဤလှုပ်ဖို့ကင်ပတ်များက ထွေရလေးပါစကားစမြည်ပြောရန် လာကြသည့်တိုင် သူမျက်လုံးတွင်မျက်ရည်များပြေရှမ်းလာပြီးရှိုက်ကြီးတငယ်ငိုချတတ်ပေသေးသည် သူသည် စနီးဖြစ်သူ၏အခန်းကိုရခင်အတိုင်းပင်ထားလျက်နေ့စဉ်ထိုအခန်းတွင်သို့ဝင်ကတကားပိန်၍နေပြီးသူမအကြောင်းကိုသာ တွေးတော်နေတတ်လေသည် သူမ၏အဝတ်အစားများနှင့်အသုံးဆောင်များကိုလည်းသူမတည်ဆုံးခဲ့သည့်နေ့ကအတိုင်းနေရာမပြတ်ရှိနေစေသည်သို့သောမကြမီပင်သူတွင်အခက်အခဲများနှင့်ရင်ဆိုင်ခဲ့ရလေသည်ယခင်ကဇနီးတဲ့လက်တွင်သာအနှံသုံးဆွဲနေခဲ့သော သူဤဝင်ငွေသည် ယခုအခါသူ့အတွက်လောင်းကားခြင်းမရှိတော့ပေ။သူ့ဇနီးသည်ဈေးကြီးသောအစာအစာများ အကောင်းစားဝိုင်းများကိုသူ့အတွက်ဘဲပုံစံစီမံကျွေးမွေးခဲ့ပါလေဟုစဉ်းစားကအံ့ဩမိရတော့သည်။အကြောင်းမူထိုအရာများကို သူ၏တာမန်ဝင်ငွေဖြင့်ဝယ်ယူသုံးစွဲရန်မတတ်နိုင်တော့သည်ကိုတွေ့ရသောကြောင့်ဖြစ်လေသည်။သူတွင်အကျွေးများပင်တင်လာပြီး နောက်ဆုံးတွင်လကုံရက်၌ သူတွင်ပစံတပြားမျှမကြံတော့သည့်အဖြစ်ကိုပင်ကြုံရလေတော့သည်သူသည်တစုံတရာရောင်းချတုံးဆွဲရန် ဆုံးဖြတ်လိုက်သည်ထို့အခါသူဇနီးတဲ့ဤအဖိုးမတန်သောယတနာအတုများကိုရောင်းပြရန်အကြံရလေတော့ဤသူသည် ယခင်ကလေးကမနှဲ့တဲ့ခဲ့သောဤယတနာအတုများကိုနှိမ့်စင်မြင်နေရခြင်းသည် သူချစ်ဇနီးကိုတရိယာသောစိတ်ကိုပင်အနှောက်အယှက်ဖြစ်စေသေးသည် သူ့ဇနီးထားခဲ့သော အဖိုးမတန်သည့်လက်ဝတ်လက်စားအစုအပုံကြီးထဲမှရောင်းလိုသည့်ပစ္စည်းကို အချိန်အတန်ကြာအောင်ပင်မှုရင်အောင်ရှာဖွေခဲ့ရသည် သူမသည်ဤများလာစွာသောပစ္စည်းများကို နောက်ဆုံးနေများအထိကောင်းမှစွာဝယ်ယူနေခဲ့သည်ညနေတိုင်းလိုလိုပင်ပစ္စည်းတစ်တခုခုကိုဝယ်ပြီးမှအိမ်သို့ပြန်လာတက်ခဲလေသည် နောက်ဆုံးတွင် သူမအကြိုက်ဆုံးဟုထင်ရသောဘရဲ့ကြီးတကုံးကို ရောင်းရန်ဆုံးဖြတ်လိုက်သည် ကြောက်အတူများဖြင့်လှပစွာပြုလုပ်ထားသောဤဘရက်သည်ဖရန်တင်က6ပြားသို့မဟုတ်ခုနှစ်ပြားခန့်တော့တန်လိမ့်မည်ဟု ခံမှန်းရလေသည် သူသည်ဘရက်ကြီးကိုအိတ်တွင်းသို့ထဲကယုံသူထွက်လာရင်လမ်းဘေးတစ်ဖက်တစ်ချက်စီမှယုံကြည်စိတ်ချရမည်ဟုထင်ရသောယတနာဆိုင်များကို ကြည့်ရှုလာခဲ့သည် နောက်ဆုံးဆိုင်တစ်ဆိုင်အတွင်းသို့ဝင်ခဲ့၏ဤမြတန်ဖိုးသိမ့်နှုတ်သောပစ္စည်းလေးကိုရောင်းချရန်နှင့် သူဤဘိုင်ကြပုံကိုဤနည်းဖြင့်လူသိခံရမည်ကို အနေငယ်ရှက်နေမိလေသည်ဒီပစ္စည်းလေးဘလောက်တန်လဲဆိုတာသိချင်လို့ပါခင်ဗျာ သူကပြဒနာဆိုင်ရှင်ကိုပြောလိုက်သည်ဆိုင်ရှင်လူကြီးကဘရက်ကိုယူပြီးစစ်ဆေးကြည့်ရှု၏ဟိုဘက်ဒီဘက်လှည့်ကြည့်သည်ချိန်ကြည့်သည်မှန်ဘလူဖြင့်စစ်ဆေးသည်သူတစ်ဘက်ကိုခေါ်ကားအတန်နှိမ်၍တစုံတရာပြော၏ထို့နောက်ဘရက်ကိုကောင်တာပေါ်တင်လိုက်ခါခက်လန်းလန်းမှကြည့်ရှုခံမှန်းပြန်သည်မွန်စီရလန်တင်မှာဤအပြုမူများကို စိတ်မရှိအောင်ဖြစ်လာပြီ။ပါဇက်မ ဖွင့်ပြောမိတော့သည်။အိုးဒါဘလောက်မှမတန်ဘူးဆိုတာကျွန်တော်ကောင်းကောင်းသိပါတယ်ဗျာ။သို့တော့ယတနာဆိုင်ရှင်ကဆို၏ဒီဘရက်ဟာတောင်း2000နဲ့တောင်း9000ကြားလောက်တန်နေ။ဒါပေမဲ့ဒါကိုဘယ်ကရခဲ့တယ်ဆိုတာမပြောဘဲနဲ့တော့ကျွန်တော်မဝင်နိုင်ပါဘူး။မုံဆိုးဖို့ကြီးသည်ဆိုင်ရှင်ပြောသည်ကိုဘလုံးမျှနားမလဲနိုင်ပဲ။ မျက်လုံးပြူကပါဇက်အဟောင်းသားဖြင့်မှင်သန့်မိနေတော်သည် နောက်ဆုံးသူကထစ်ထေငေါငေါပြင်းခမည်းပါပြောတာလေတေချာရဲ့လားဗျာဟု မေးမိလေသည်ထိုအခါဆိုင်ရှင်ကလည်းသူအံ့ဩနေသည်ကိုပင်နားမလဲစွာဖြင့်တူတူတောင်းတောင်းပြန်ပြောလေသည် ခမည်းအခြားဆိုင်တစ်ဆိုင်သွားပြီဒီထက်ပိုပေးမလားလို့မေးကြည့်ဦးကျုပ်စိတ်တင်တော့ဒါ1900အများဆုံးတန်တယ် ဒီထက်ပိုပေးမဲ့သူမရှိဘူးဆိုရင်တော့ပြန်လာခဲ့ပေါ့မွန်စီရာလန်တင်သည်အလွန်အံ့အားသင့်စွာဖြင့်စကားတခွန်းမျှမပြောနိုင်တော့ပင်ဖရက်ကိုယူကပြန်ထွက်ခဲလေသည်တယောက်တည်းစဉ်းစားအုံးမီဟုလည်းမရေရာသောစိတ်ဖြင့်ဆုံးဖြတ်မိသည်သို့သော သူသည်စဉ်းစားပြီးရည်ကျင်၍သာ လာတော့သည်အယူပဲအယူပဲစင်စင်နဲ့အတူကိုတော့မခွဲနိုင်တဲ့ဗရင်စရာကလည်းရှိသေးတယ် ထို့နောက်သူသည်ဒီလာပေလန်းရှိအခြားယတနာဆိုင်တဆိုင်သို့သွားခဲ့ပြန်သည်ယတနာဆိုင်ရှင်သည်ဖယက်ကိုမြင်လျင်မြင်ချင်းအံ့အားသင့်စွာဖြင့်ဘယ်နဲ့ဒီဘေးကိုကျွန်တော်ကောင်းကောင်းသိတာဗောဒီဆိုင်ကဝဲသွားခဲ့တာပဲဟုဆိုလေသည်မွန်စီယာလန်တင်မှလည်းအံ့အားသင့်စွာဖြင့်ဒါဘလောက်တန်တယ်လဲဗျာဟုမိမိလေသည်ဒါဟုကျွန်တော်2500နဲ့ရောင်းခဲ့တာပဲ ခမားပိုင်ပစ္စည်းဖြစ်တယ်ဆိုတဲ့အကြောင်းတင်ဝင်သဘောတူညီချက်နဲ့ပြန်ဝင်ရမယ်ဆိုရင်တော့တောင်းရှစ်ထောင်ပေးမယ်ဗျာဒီတစ်ကြိမ်တွင်တော့မွန်စီယာလန်တင်မှာဘာမျှမပြောနိုင်တော့ပြီသူဒီထိုင်ချလိုက်ကပြောလိုက်ဤဒါပေမဲ့ဒါပေမဲ့တည်တည်ဆောင်ဆောင်စစ်စစ်ပါအောင်ဗျာကျွန်တော်တို့ကုရီတာကိုအတုလို့ထင်နေလုံးပဲတစိတ်ခမားနာမည်ပြောပါလားဗျာဆိုင်ရှင်ကဆိုသည် ကျွန်တော်နာမည်လန်တင်မှာကျွန်တော်ဝန်ထမ်းတစ်ယောက်ပါ မာတာလန်အမှတ်16မှာနေပါတယ်ဗျာဆိုင်ရှင်သည်သူ့စာအုပ်များကိုဖွင့်၍ပြေစာများကို ပြန်ရှာပြီးဟုတ်ကဲ့ဒီဘရက်ကို1896ခုဇူလိုင်လ20ရက်နေ့ကမာတန်လန်အိမ်နံပါတ်16မာတန်လန်နေကိုရောင်းခဲ့တာပါယောက်ျားနှစ်ဦးသည်တယောက်ကိုတယောက်စိုက်ကြည့်လျက်လန်တဲမှမူအံ့ဩလွန်သဖြင့်စကားပင်မပြောနိုင်တော့ပြီး ဆိုင်ရှင်ကားမူသူ့ကိုတခိုးတယောက်တပွဲစူဇန်ကြည့်ရှုနေလေသည် နောက်ဆုံးတွင်ခမည်းဘရက်ကိုကျွန်တော်စီမှာ24နာရီလောက်ထားခဲ့ပါလားကျွန်တော်လက်ခံပြေစာတကူပေးလိုက်ပါမယ်ဦးထားခဲ့ပါမယ်မွန်စီယာလန်တင်သည်အထစ်ထစ်အငေါငေါပြောကာစာရွက်ငယ်ကို ခောက်ပြီးဤသေးသူထဲလျက်ပြန်ထွက်လာခဲ့သည်သူနောက်သူသည် ိတ်ကြောက်ကြရဲ့ဖြင့်လမ်းတွေကို အမှားမှအရင်ရင်ရှောင်နေမိလေသည် သူသည်ဤအဖြစ်ကိုနားလည်အောင်ကြိုးစား၍အပြေရှာနေမိသည် သူဇနီးတဲ့အဖိုးထိုက်တန်သောပစ္စည်းတစ်စုံတစ်ယောက်ကိုဝယ်ရန်တတ်နိုင်ခဲ့သည်လည်းမဟုတ်သို့သောအဖြစ်မှာအမှန်တွေသာဖြစ်၏သို့သောဤပစ္စည်းသည်လက်ဆောင်ရသည့်ပစ္စည်းတစ်ခုဖြစ်နေရင်ကိုလက်ဆောင်လက်ဆောင်ဘသူစီကလက်ဆောင်ပါလိမ့် ဘာအတွက်များပေးခဲ့ပါလိမ့်။ဘာအတွက်များဘာအတွက်များသူသည်ခြေလမ်းကိုရက်ခါလမ်းလေကောင်တွင်ရက်နေမိပြန်သည်။သူစိတ်တွင်ကြီးမားသောတန်တရားကြီးတစ်ခု ဝင်ရောက်ခဲ့ပေပြီ။အခြားယတနာတွေကိုလက်ဆောင်ယတနာတွေပဲလား။ကဘာမကြီးသည်လေပတ်လာသည်ဟုထင်မိက သူ့ခြေထောက်နှင့်ရှေးမှာတပင်ကြီးသည် ပြုတ်လဲသွားသည်ဟုထင်မိ၏။ သူ့လက်များကိုမြေကြီးပေါ်သို့ပြစ်ချလိုက်ခါတတိလက်သွားလေတော့သည် သူ့ကိုလမ်းသွားလမ်းလာများကပို့ပေးသဖြင့်ဆေးတိုက်တစ်ခုသို့ရောက်သွားကတတိပြန်လဲလာလေသည် မြင်းလဲတစီဖြင့်အိမ်သို့ပြန်ခဲ့ပြီးအိမ်ထဲတွင် တကားပိတ်ခါနေလိုက်သည် သူသည်ညသကောင်တိုင်အောင်သဲထန်စွာငိုကြွေးပြီးအတံမထွက်အောင် လက်ကင်ပေါ်ဝါဖြင့်ပါးစပ်ကိုပိတ်ဆို့ထားလေသည်ထို့နောက် ိတ်ရပေါ်သို့ပြက်လှဲကာတစ်တုံးတုံးအလားအိတ်ပြောသွားရှာတော်သည် နေရောင်ကြီးတန်းလေးသည် သူ့ကိုနှိုးသဖြင့်အလုတ်ခွင်သို့သွားရန် ဖြည်းညင်းစွာထားခဲ့ရလေသည်စိတ်တုံလုံးခြောက်ခြားခဲ့ရသော အဖြစ်များကြောင့်အလုတ်ဆင်းရန် လေးကံနေမိလေသည်ထို့ကြောင့်ပင် သူ့အထက်အရာရှိထံသို့စားတစောင်ရေးပြီးခွင့်တောင်းလိုက်ရသည် ထို့နောက်သူသည်ယတနာဆိုင်သို့သွားရန်ရှိသည်ကိုတတိယကရှက်နေမိပြန်သည် သူသည် အချိန်အတော်ကြာအောင်စဉ်းစားနေခဲ့သေးသည်။သို့သောဘရက်ကိုထိုလူထံတွင် ပြစ်မှတ်ထားနိုင်ပါပြီ။ထို့ကြောင့်သူသည်အဝတ်အစားလေးကထွက်လာခဲ့သည်။ ထိုနေ့သည်တာယာသောနေ့တစ်နေ့ဖြစ်ပြီးကောင်းကင်ပြအောက်တွင် မြို့တော်သည်လှပတင့်တယ်၍နေသည် လူတို့သည်ဘောင်းမီအိမ်များတွင် လက်ရှိုလျက်လမ်းပေါ်တွင်ဥဒဟိုလျှောက်သွားနေကြလေသည်သူတို့ကိုကြည့်ပြီးလန်တင်းသည် သူကိုယ်သူရေရွနေမိသည်ချမ်းသာတဲ့လူတရားဘလောက်ကံကောင်းသလဲငွေသာရှိရင်ဘလောက်ကြီးမားတဲ့ဝမ်းနဲ့ပူဆွေးစရာကိုမစိုးမေ့ပြောင်နိုင်နေသွားကျင်တဲ့နေရာသွားနိုင်နေပြောင်းနိုင်နေ ။အိုးငါချမ်းသာရင်ရော။သူသည်စာလောင်လာလေသည်။နှစ်ရက်လုံးလုံးသူ့ဘာမျှမစားခဲ့ပြီ။သို့တော်သူ့အိတ်ထဲတွင်ကဗလာနတ်ထီသာဖြစ်၏။ထို့နောက်သူ့ဘရက်ကိုတတိယပြန်သည်။ဖရန့်တောင်းရှစ်ထောင်းတောင်းရှစ်ထောင်းဒါဟာနဲတဲ့ငွေမဟုတ်ဘူး။ဒီလာပေးလန်းသို့ရောက်သောအခါသူသည်ယတနာဆိုင်ရှိမျက်နှာချင်းဆိုင်ရှိပလက်ဖောင်းပေါ်တွင်ခောက်တုတ်ခောက်ပြန်ရှောင်နေမိလေသည် ဖရန်18000အချိန်အတန်ကြာသောအခါသူသည်စိုက်တဲဝင်တော်မည်ပြုသည်သို့သောရှက်စိတ်ကသူ့ကိုနောက်ပြန်ဆွဲလျက်ရှိလေသည် သူသည်စာလောင်လာပြန်သည် အလွန်စာလာသည်သို့သောသူတွင်ငွေတပြားများမရှိ သူသည်သူ့စိတ်ကိုလှင်မြန်စွာဆုံးဖြတ်လိုက်ခါလမ်းကိုပြေး၍ဖြက်ကူးလိုက်ပြီးဘာမျှစဉ်းစားမနေတော့ဘဲစိုက်တဲသို့ပြေးဝင်ခဲ့လေသည် ဆန်ရှင်သည် သူ့ကိုမြင်မြင်ချင်းရှေ့သို့တိုးကယဉ်ကျေးစွာပြုံးလျက်ကလထိုင်ကိုထိုးပေးလေသည် သူတပည့်များလည်းဆိုင်တဲသို့ဝင်လာကြပြီလန်တင်ကိုခိုးကြည့်ကရည်ကျင်စိတ်ကိုမြို့သိမ့်နေကြရလေသည်သူတို့နှက်ခမ်းနှင့်မျက်လုံးများက ပြုံးယောင်တန်နေကြတော့သည်ကျွန်တော်စုံစမ်းပြီးပါပြီဆန်ရှင်ကဆိုသည်ဒီတော့ခမည်းဘရက်ကိုရောင်းကျင်သေးတယ်ဆိုရင် ကျွန်တော်ပေးထားတဲ့ဈေးတိုင်းပေးဖို့အသိမ့်ပါပဲရောင်းပါပေါ့ဗျာ လန်တင်ကထင်ငော့စွာ ပြန်ပြောလိုက်သည်ဆိုင်ရှင်သည်အန်ဇွဲထဲမှငွေတောင်း8000ကိုယူပြီးရေတွက်က လန်တင်သို့ကမ်းပေးလိုက်သည်လန်တင်သည် တုံရင်သောလက်များဖြင့်ပြေစာတွင်လက်မှတ်ထိုးပြီးငွေများကိုအိတ်တွင်သို့ထည့်လိုက်လေသည်ထို့နောက်ဆိုင်ပြင်သို့ထွက်လာခဲ့ပြီးသူ့ကိုပြုံး၍ကြည့်နေသော ဆိုင်ရှင်ကိုပြန်လှည့်ကြည့်ကပြောလိုက်၏ကျွန်ုပ်မှအချအဲ အခြားတရားဝင်အမွေရထားတဲ့ယန္တနာတွေရှိပါသေးတယ်။ခမရဝယ်ဦးမလား။ဆိုင်ရှင်ကကောင်းနှိမ့်လိုက်သည်။ဟုတ်ကဲ့ဝယ်ပါမယ်။ဆိုင်ရှင်ဤတပည့်တယောက်သည်ရည်ကျင်စိတ်ကိုမမျိုးသိမ့်နိုင်တော့ဘဲအပြင်သို့ထွက်သွားလေသည်။အခြားတယောက်ကလည်းသူ့ပါဇက်ကိုအတင်းစီထားရသည်။လန်တင်သည်မျက်နှာကြီးနီမြန်းလာကမလုံမရှက်ယံနေမိသည်။ကျွန်တော်ယူလာခဲ့ပါမယ်။သူကပြောလိုက်သည်။ ထို့နောက်မြင်းလဲတစီဖြင့်အိမ်တို့ပြန်၍ယတနာများကို ယူလေသည် တနာဤခန့်အကြာ ဆိုင်တို့ပြန်လာသည်အထိသူပါမျှမစားရသေးပေယတနာဆိုင်ရှင်နှင့် သူတပည့်များသည်ယတနာများကိုတစ်ခုပြီးတစ်ခုစစ်ဆေးပြီးတစ်ခုစီတံပိုးများကိုခန့်မှန်းတွက်ချက်ကြသည်ယတနာအားလုံးလိုလိုသည် ထိုဆိုင်မှဝယ်ခဲ့သောပစ္စည်းများဖြင့်၏လန်တင်သည်တံပိုးဖြန့်မှုနှင့်ပတ်သက်၍ ်ညင်းခုံစားပြူလာလေသည်အယောင်ဖောင်ချစင်းကိုကြည့်၍အခိုင်အမာညင်းခုံသည်ငွေများလာသည်အလျောင်သူ့အတန်သည် ကျယ်၍ကျယ်၍လာလေသည်စိတ်နဂတ်ကြီးတရံသည်နှစ်တောင်းတန်၍လက်ကောက်က၃၅၀၀တန်သည် ရင်တို့လက်စွန်းဆွဲပြားစသည်တို့က၁၆000မြားနှင့်နီလာတစုံက၁၄000ကြောက်တလုံးနဲ့မြှုပ်၍လှူထားသောဆွဲကြိုးက၄000စသည်ဖြင့် အလုံးပေါင်းလိုက်သောအခါ3,6000ကျလေသည်ယတနာဆိုင်ရှင်ကရည်သလိုမောသလိုနှင့်မှတ်ချက်ချ၏ဒီဟာတွေဟာရသမြငွေကိုယတနာတွေကြီးဖြစ်အောင်လုပ်ခဲ့တဲ့အမျိုးသမီးတယောက်ကပိုင်ခဲ့တာပဲနော်လန်ဒင်ကခက်တီတီပြန်ပြောလိုက်သည်ဒါဟာငွေကို စုဆောင်းတဲ့နီးကောင်းပဲဟာထို့နောက်သူသည် နောက်တစ်နေ့တွင်တံပိုးများကိုဒုတိယအကြိမ်တိတိကျကျသတ်မှတ်ရန်ဆိုင်ရှင်နှင့်စီစဉ်ပြီးပြန်ခဲ့လေသည် သူသည် စိတ်လက်ပေါ်ပါရွှင်လန်းနေလေသည် စားတောက်ဆိုင်သို့သွားပြီးဒပလင်းလျင်ဖရန်20ပေးရသောဝိုင်းအရက်ကို အစားအစာများနှင့်အတူမှာ၍စားတောက်သည်ထို့နောက်မြင်းလဲတစည်းကိုငှားကာလဲပတ်လေသည်လမ်းပေါ်မှအခြားသူများကိုအထင်သေးစွာကြည့်လျင် ငါလည်းပဲလူချမ်းသာတယောက်ပဲငါမှငွေနှစ်သိန်းလောက်ချမ်းသာနေပြီဟု တွေးနေလိုက်သည် ရုတ်တရက်သူ့အလုပ်ဌာနကိုတတိယလာသည်ချက်ချင်းပင်သူ့ဌာနသို့မောင်းခိုင်းပြီသူ့အထက်အရာရှိရုံးခန်းသို့ခတ်သွက်သွက်ဝင်သွားကကျွန်တော်အလုပ်ထွက်ဖို့လာပါတယ်ကျွန်တော်ငွေ3သိန်းလောက်အမွေရလိုက်ပါတယ်ဟု ပြောလေသည်သူသည်လုပ်ဖို့ကင်ပန်းဟောင်းများနှင့်လက်ဆွဲနှုတ်ဆက်ကား သူရှိရေးအစီအစဉ်အချို့ကို ပြောပြလေသည်ထို့နောက်ညစာစားရန် ထွက်ခွာလာခဲ့သည်သူသည်နာမည်ကြီးဟိုတယ်အတွင်းဝင်ရီဘုံဘုံရှိမီဟုထင်ရသော လူကြီးလူကောင်းတယောက်ပေတွင် ထိုင်မိသောအခါသူကိုယ်သူ မအောင်ဤနိုင်တော့ပဲသူသည် မကြသေးမီကငွေလေးသိန်းကိုအမွေရလိုက်သည်ဟု ရှက်ရှက်နှင့်ကြွားလိုက်မိပြန်လေသည် လူဘဝတွင်ပထမဆုံးအကြိမ်ကပွဲရုံသို့မကြီးမငွေသွားကား ထိုညာကိုမိမအချို့နှင့်အချိန်ဖြုံးပြလိုက်လေသည်နောက်6လခန့်အကြာတွင် သူသည်နောက်ထပ်အိမ်တော်ပြုလေတော့သည် သူဒုတိယဇနီးမှာ အလွန်ပင်အိန္ဒြေသိခါရှိသော မိမတူကားဖြစ်သည်သို့သောစိတ်နေစိတ်ထားမှမူယုံညံ့ဆိုးသွားလှသူဖြစ်လေသည် သူမသည် သူ့ဘဝကိုပျော်ရွှင်ချမ်းမြေ့အောင်မစွမ်းဆောင်နိုင်သည်ပြင် အလွန်ပင် စိတ်ဆင်းရဲအောင် ပြုမူသူသာဖြစ်လေတော့သည် ဘာသာပြန်စာပေတာဩဂတ်1984အပိနာဆင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်